င်တော့ကတော့ငငယ်တော့ကတော့ဒီဒီ model လောကထဲမှာတော့ပြိုင်ပွဲတွေအများကြီးတော့ဝင်ပြိုင်ခဲ့မှုပါတယ်နောက်ပိုင်းကတော့ပညာရေးဘက်နဲ့နောက်စီးပွားရေးဘက်ကိုလှည့်သွားတဲ့ခါကျတော့ဆက်ပြီးမလုပ်ဖြစ်တော့ဘူး12နှစ်လောက်ဟုတ်အလား12နှစ်ဟုတ်ပါ12နှစ်13နှစ်လောက်ကြာပါ အမကြာပြီးရောတက်20လောက်ထဲရမလို့တော့ပဲရက်လိုက်တာဆိုတော့10နှစ်17နှစ်လောက်တော့ရှိတယ်ဟုတ်ဟုတ်ပညာရေးနဲ့ဒီစီးပွားရေးပဲပေါ့နော်အဓိကတော့ဟိုအကြောင်းဆက်တက်မယ်ဆိုပြီးတော့ပဲမလို့တော့ပဲနဲ့နားလိုက်တာပေါ့နော်ဟာအခုလောလောဆယ်ကတော့ဟိုအကြောင်းကတော့ဘွဲရပြီးသွားပါပြီဟာအခုကတော့စီးပွားရေးပဲပေါ့ငွေချင်းနဲ့အတူတူဒီလိုဒီစားသောက်ဆိုင်လုပ်ငန်းတွေပဲလုပ်ပါတယ်ဟုတ် နာမည်က Pinky ကိုပါဟုတ်ဒီ side မှာကတော့ငုဝါပေါ့နော်ခိုင်စင်ငုဝါငယ်မနဲ့ရတယ်တငယ်ချင်းလို့ဖြစ်နေတဲ့ခါကျတော့သူကသူ့ဆိုင်လေးလည်းဖွင့်နေလာပြီးတော့လာရောက်အားပေးပါအောင်သူရောက်လာအရင်တော့ကတော့ငငယ်တော့ကတော့ဒီဒီ model လောကထဲမှာတော့ပြိုင်ပွဲတွေအများကြီးတော့ဝင်ပြိုင်ခဲ့ပူပါတယ်နောက်ပိုင်းကတော့ပညာရေးဘက်နဲ့နောက်စီးပွားရေးဘက်ကိုလှည့်သွားတဲ့ခါကျတော့ဆက်ပြီးမလုပ်ဖြစ်တော့ဘူး ဆနနဲ့လောက်ဟုတ်အလားဆနနဲ့လောက်ပါဆနနဲ့73နှစ်လောက်ပြန်အာအမကြာပြီးတော့တက်20လောက်ထဲကမလုပ်တော့ပဲရက်လိုက်တာဆိုတော့10နှစ်7နှစ်နှစ်လောက်တော့ရှိဟုတ်ဟုတ်ပညာရေးနဲ့ဒီစီးပွားရေးပဲပေါ့နော်အဓိကတော့ဟိုအကြောင်းဆက်တတ်မယ်ဆိုပြီးတော့ပဲမလုပ်တော့ပဲနဲ့နားလိုက်တာပေါ့ဟာအခုလောလောဆယ်ကတော့ဟိုအကြောင်းကတော့ပွဲရပြီးသွားပါပြီဟာအခုကတော့စီးပွားရေးပဲပေါ့တကယ်ချင်းနဲ့တူတူဒီလိုဒီစားသောက်ဆိုင်လုပ်ငန်းတွေပဲလုပ်ပါတယ်ဟုတ်ပြန်လာတဲ့ခံစားချက်ကတော့ အဓိကကတော့ခံစားချက်ကြောင့်ရတော့မဟုတ်ဘူးဒီအတက်ရတစ်ခုရလာပြီဆိုလို့ရှိရင်တော့အလုပ်ဆိုတာလုပ်တင်တာပဲဆိုတော့ဗောနော်ဟိုဝါသနာပါတဲ့ဟာပါရှိလဲရှာဖွေပြီးတော့ဗောငါဘာလုပ်လို့ရမလဲ ਨੇ စပြီးတော့ဒီစီးပွားရေးလုပ်ငန်းတွေရောက်သွားတာဗောနော်ပြီးတော့အလုပ်လုပ်ရတာကိုလည်းစိတ်ဝင်စားတယ်အဓိကအဲငွေရှာတာ သဘောကြရပေါ့နော်ကိုယ်တိုင်လှုပ်လှုပ်ကိုယ်တိုင်ဟွာဖြစ်အဲ့လိုမျိုးသဘောကြရခါကျတော့ဒီစီးပွားရေးဘက်ပဲပို့ပြီးဥတည်သွားတာပေါ့ closing နဲ့အနေထားရေလို့တော့အဲ့လိုထိတော့မရောက်သေးဘူးပေါ့နော်စူးစမ်းနေတော့မှာပဲဘာလို့လဲဆိုတော့အခုလည်းလှုပ်လှုပ်နေရဆိုတာအရင်ကအောင်မြင်နေတဲ့လုပ်ငန်းတွေကိုလှုပ်ပြီးတော့ဥစည်းနေပြီမျိုးမဟုတ်ဘူးခုကကတငယ်ချင်းတွေနဲ့အတူတူဆက်တူ share တွေနဲ့လုပ်ငန်းတွေလုပ်တယ်နောက်ရင်းနှီးမြှုပ်နှံတာမျိုးတွေလုပ်တယ်ဒါမျိုးပဲရှိသေးတာပေါ့နော်ကိုယ်တိုင်အရင်အောင်မြင်နောက်ပြီဆိုတော့အစင်းတစ်ခုထိတော့လက်ခံလို့တော့မရသေးဘူးပေါ့နော်အများကြီးစူးစမ်းအောင် ဟောချားချက်ကတော့ဟုတ်ကဲ့နေပဲမတူတာပေါ့နော်လူတွေအဲ့လိုအတွေးမြင်မတူတာတွေတော့ရှိတယ်ဒါပေမဲ့အရင်ခွာချားသွားတာမျိုးတော့မရှိပါဘူးအမှုပညာမှာလောက်ခဲ့တော့ကလည်းဒီလိုပဲဒါပေမဲ့အဲ့အမှုပညာလောက်ခဲ့တဲ့ဟာကနေတင်လာတဲ့တချို့အရာတွေဆိုရင်တော့ဒီဘက်မှာပို့ပြီးတော့တောင်မှအဲကိုတော့ပြုတ်လို့ရတယ်ဥမာလူမှုဆက်ဆံရေးတွေလူတွေနဲ့ဆက်ဆံရတာစကားပြောဆိုရတာနေရာထိုင်ခင်းတွေပေါ့နော်ဘလို့လူကိုဘလို့ဆက်ဆံရမယ်ဘလို့နေရာမှာဘလို့ပြောရမယ်ဆိုရဲအဲ့လိုအတွေ့အကြုံတွေတောင်မှဒီအမှုပညာလုပ်ခဲ့တာကနေဒီဘက်စီးပွားရေးလုပ်တဲ့အထိကိုဆွဲခေါ်ပြီးတော့ယူလာပြီးသုံးလို့ရနေရတာ အဲ့လိုမျိုးတော့မရှိပါဘူးတကယ်စင်းနေတဲ့တူတူဆိုင်ဖွင့်လာတာပဲရှိတာ အားနည်းစက်အားကြက်ဆိုတော့ပစောကပြောသလိုပဲကိုကအခုလိုလိုဆိုရင်ဘာဖက်ဖြစ်တဲ့တဲမှာမပါသေးဘူးဆိုတော့အများကြီးထပ်ပြီးလေးလာအောင်မယ်ပြီးတော့ဒီစီးပွားရေးလောက်တာရန်ဝါသနာပါတဲ့ဟာကြတော့ဒီထက်ပိုပြီးကြီးရဲ့နယ်ပယ်ဒီထက်ပိုပြီးကြီးရဲ့အလုပ်တွေလုပ်နိုင်ဖို့အသင်ယူဖို့တွေအများကြီးကြံ့နေတယ်ဒီဖားကတော့ဒါကတော့အမိဖားဆိုတော့အမြင်ဆုံးပါပဲထားကျင်တာပဲဆိုတော့လေဆန္ဒရေဆိုတာအထက်လို့ဖြစ်ရှင်တဲ့အရာတွေတော့အများကြီးရှိသေးတာပေါ့နော်အိမ်မက်တွေဒါကိုကအခုမှစရဲဆိုတော့လုံးဝလေကားတက်ကတစ်ချက်နှစ်ချက်ပဲလှမ်းရသေးတာထပ်လှမ်းရမယ်လေကားတက်တွေအများကြီးကြံ့နေတယ် မမျော်လင့်မဲနဲ့လို့ပဲပြောမှာပေါ့နော်ဒီမြမနားလိုက်တဲ့အချိန်ကတက္ကသိုလ်ဆက်တက်နေတော့အချိန်ပဲရှိသေးတယ်အเจ้าမပြီးသေးဘူးပေါ့နော်အဲ့တော့တက္ကသိုလ်ပြီးအောင်ဆက်တက်တယ်ပြီးတော့ဘွဲယူတယ်ယူပြီးသွားတဲ့အချိန်မှသာဘာလုံးရင်ကောင်းမလဲပေါ့ကိုဘွဲရဟာပညာနဲ့ပဲဒီအလုတ်ဆက်လုပ်မလား အဲဆိုအဲ့တော့ကတော့မျိုးစုံတွေးခဲ့တာပေါ့နော်ဒီနုပညာလောကပြန်သွားမှာဒါပေမဲ့အချိန်မှာရန်အလန့်ဝေးသွားပါပြီဒီထက်လည်းပို့ပြီးတော့နော်ကိုထက်တော်တဲ့လူတွေရောအများကြီးပဲဒီထဲမှာရှိရရှိခဲ့ရဆိုတော့ကိုကရန်ငယ်ခဲ့တဲ့အချိန်မှာပဲဒီနုပညာလောက်ခဲ့တာဆိုတော့မှတ်မိရတဲ့လူလည်းရှိပို့မှတ်မိရတဲ့လူလည်းအများကြီးပဲဆိုတော့လေအဲ့တော့ အဲ့အနေမှာတဖြည်းဖြည်းနဲ့ကိုယ်ပါသနာပါတဲ့အရာကိုရှာရင်ရှာရင်လည်းပေါ့စမ်းပြီးလုပ်ကြည့်ရင်လုပ်ကြည့်ရင်လည်းမှာဩငါစီးပွားရေးလုပ်ရတာသဘောကျတယ်။ငါဒီလိုလုပ်တယ်လုပ်ရတာကြိုက်တယ်ဆိုတာမျိုးတွေ့တဲ့ခါကျတော့ဒီစီးပွားရေးဘက်ကိုလှည့်လိုက်တာပေါ့။အဲ့လောက်ကြီးအကြီးကြီးမားမားရောဘယ်လိုပြောအရင်လဲဟိုလေအဲ့လိုပြောနိုင်လဲတော်မျိုးထင်သွားမှာဆိုလို့ပါဟိုစိတ်ထဲအဲကိုကဘလို့ပဲဟောကြိုးစားရသေးပွင့်ရတော့တေးသေးကြီးကြီးကိုလှုပ်လို့ကိုကိုတိုင်လှုပ်လိုက်လို့ရလာတဲ့အရာပဲရလက်မစွာတော့လက်ခံတဲ့အချိန်မှာအပြောဆုံးချိန်ပဲလေ ငငယ်တော့ပုံလေးပြန်မြင်တဲ့အချိန်ကတော့ဟောငါဒီရွယ်လေးနိုင်ငံငယ်လေးတဲ့ကပေါ့ဒီလိုရိုက်ခဲ့တယ်လို့ပေါ့တိတ်နှိုင်းမဂ္ဂဇင်းစာအုပ်လေးတွေအဲ့လိုမျိုးတွေရှိတဲ့ခါကျတော့ဟောပြန်ကျင်ဟောအဲ့အချိန်တော့ငါဒီလုပ်တွေလုပ်ခဲ့ရပဲဒီပြိုင်ပွဲပြိုင်ခဲ့တယ်ငါဆွရရခဲ့တယ်ပေါ့နော်အဲ့ချိန်တော့လည်းလုတ်ခဲ့ရလေးပြန်ကြည့်တော့လေပီတိပေါ့ငယ်တဲ့အချိန်မှာရိုက်ထားတဲ့ဟာလေးဆိုတော့လေငယ်ကုန်းနဲ့ပေါ့နော်ဒီပုံစံလေးရိုက်ခဲ့ပူတာပဲဒါမျိုးလေးကဝတ်ခဲ့သေးရတယ်ဆိုစိတ်ဟာညီမကိုမမ္မီရဲ့သူပဲဖြစ်ဖြစ်တိရဲ့လူပဲဖြစ်ဖြစ်တိရဲ့လူပဲဖြစ်ဖြစ်ပေါ့နော်ညီမကအားလုံး Não sabe a regra, qualquer. Esqueci